ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုယ်ဘာမှမလူဘူးဘာမှမလုပ်ဘူးသို့သောသူများလူတာတန်းတာတို့မို့သူများလူထားတဲ့ဆိုင်ပုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာတာဒုတာဒုတာဒုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်တာဒုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာဆိုင်ရလို့လဲတာဒုခေါ်လိုက်တာပဲရှိတာဗျလေ အဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်ဒါရုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းဒါရုတွေခေါ်နေတာဒီဒါရုကတခါတလေအိတ်ချင်တဲ့ခေါ်တဲ့ဒါရုရှိတယ်ဝန္တာအာယကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့ဒါရုမျိုးဖြစ်ဖို့လိုတယ်နော်ဒါရုဆိုတာလည်းသွားပြီးတော့အထင်မသေးလေနဲ့950ထဲမှာပါတဲ့တင်ခဇတ်ဆိုတာရှိတယ်ဖះလောင်းကအဲ့ဒီတော့ကတင်ခဆိုတဲ့ပုံနာတယောက်ဖြစ်တယ် လံခยีသွားတဲ့အခါမှာသစ္စေကဘုရားတဆူကိုတွေ့လို့နေဘူးထဲမှာဖနက်မပါပဲနဲ့ရှောက်နေတာကိုတွေ့လို့ကိုသူစည်းလာတဲ့ဖနက်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်းရှင်းလုပ်ပြီးတော့သစ္စေကဘုရားခြေထောက်ကိုဆွတ်ပေးလိုက်လှူလိုက်တယ်ဒီဖနက်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖနက်လှူပြီးတော့တင်မောတက်တာ သင်္ဘောကကန်းကခွာခုနှစ်ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့သင်္ဘောပြက်သူ့နောက်ကတပည့်တယောက်ပါတယ်ဆရာတပည့်နှစ်ယောက်သင်္ဘောဘောကပြင်ချက်တစ်ချက်ရလို့သင်္ဘောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာတိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖဏတ်လှူခဲ့တဲ့ကုသိုလ်ချောင်းမို့လို့ မြစ်ဆောင်နဲ့ပင်လယ်ဆောင်နတ်သမီးရလာခဲ့တယ်။ကဲတဲ့အခါမှာသင်္ခပုံနာကိုသာကဲတယ်ကုသိုလ်ကြောင့်ကဲတာ။အဲ့ဒါလို့ကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တော်မကြည့်ဘူး။ကဲပါလို့ပြောလဲမကဲဘူး။နော်မကဲနိုင်ဘူးတဲ့။အဲ့တော့ဖះလောင်းဆိုတာအသိဉာဏ်ရှိတယ်။အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲ။သူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပည့် ငါဖဏတယံပိစိကဗုဒ္ဓကိုလှုပ်ခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမြင့်အားအမြပေးဝေပါတယ်အမြအမြဆိုဟိုကောင်ကတာရုတာရုလည်းခေါ်လိုက်ရောမကဲခြင်းလို့မရတော့ဘူးလက်သမီးကဲလိုက်ရကုသိုလ်ကြောင့်ကဲတာဟောတာရုခေါ်တာနဲ့ပင်လေထဲမှာမနစ်တော့ဘူးလို့ဒါ950ရဲ့ထဲမှာသိခြင်းဖတ်ချင်သင်္ခါဇလို့ခေါ်တယ်ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့ ေးဒါကြောင့်မို့လို့ကုသိုလ်ဆိုတာယုံတမ္မအရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်အေးကုသိုလ်ကောင်းမှုဆိုတာအားလုံးပါဒုက္ခအားလားဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိလို့ရှိကြတာကြီးပဲ